ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေရသဆုံဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတော့စာရေးသူမြာဤနန္ဒာရေးသားထားတဲ့ရင်ခွဲငလျင်ဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးရဲ့အစအဆုံးကိုပရိသတ်တို့နားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမစတဲ့ခင်မှာတော့အခုလိုဇလန်းကောင်းတွေကိုကျွန်တော်ရဲ့ channel ကနေနားဆင်နိုင်ဖို့အတွက် like and subscribe လေးလုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပြီးဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူဝင်းလက်ပဲဖြစ်ပါတယ်ခင်ဗျာ အိမ်ရှိထန်းလျက်အဖီအောက်တွင်ကြက်သွန်ရွေးနေရင်တိတ်ငနဲတိတ်ငနဲဖြစ်သွားသည်ကိုခံစားလိုက်ရတယ်။အိမ်ပေါ်မှာဘုံကနေဘုံကနေပြုတ်ကြတံများကြားရတယ်။ငလီလှုပ်တယ်ငလီရင်အထဲမနေကြနဲ့နော်တလင်းနဲ့ကိုထွက်ကြဟဲ့။ကျော်သိန်းတို့ဝကြီးတို့စင်းငယ်ကြအိမ်ပေါ်မနေနဲ့ဟဲ့။အိမ်ပြုတ်ပြင်းတည်တတ်တယ်။ကြောရွာပြီပြီ။ဟိုမှာဒီမှာ အော်တန်ပြောတန်များကြားရတယ်။အကြီးကြီးငလင်လုတ်တယ်တော့တို့တို့ပင်တော့မတော့တဝိုင်းနဲ့အတူနေတဲ့သူဖြစ်သူငချင်းမောင်မိမအေးဆိုးကလှမ်းဟော်တီဖြီး၍အတန်ပြန်ပြေးလိုက်တယ်။ငါငါထရတဲတဲမကြီးညီကလေးတွေသာခေါ်ဟုတ်ပါလှုပ်လိုက်တဲ့ငလင်က အတော်ကျန်းနေနွားစာကျင်းထဲမှာရေများပေါင်ပင်ခတ်ပြီး ဖိတ်ကြကုန်တယ်။ထိုင်နေရမှာအိမ်ပေါ်ကို ကဲ့ကြည့်တော့ညောင်ရီဦးများမှောက်ကြနေသည်ကိုတွေ့ရတယ်။ခနာဆောင်နေပြီးထပ်မလုတော့တဲ့အတွက်ဒေါ်ညိုစိန်ထိုင်ရမှထတယ်။သို့တော့ဒူးတွေကမကောင်းလာပြီမို့ချက်ချင်းမရ အထိုင်အတာခတ်ချင်ပြီးငလျင်အရှိန်နေမိုးသွားသည့်အတွက်ပို့မထနိုင် ဖြည်းဖြည်းကုန်းထပြီးအပေါ်သို့သွားတယ်။စပွဲပူလေးပေါ်မှာ ပြုတ်ကြသည်ပစ္စည်းတချို့ကိုကောက်တင်ပြီးညာရင်အိုးနှလုံးနှင့်ခတ်ကြနေသည်ပန်းများကိုယူလိုက်တယ်။ဝိုင်းဝါစီမှာလူရင်းမြင်တာကြောင့်ဒေါ်ညိုစိန်လှန့်အပ်ကြည့်ဝိုင်းထဲဝင်လာတဲ့သားကိုတွေးလိုက်တယ်။ဟင်ဦးစင်ဦးမလီဦးစင်ထင်၍လှမ်းကြည့်နေစဉ်ဖျားစင်ဘေးနာချိတ်ထားတဲ့ဦးစင်ဓပ်ပုံမှန်ပေါင်းကကြွယ်သွားတယ်။ဒေါ်ညိုစိန် မှန်ပေါင်းကိုမကောက်အားသေးပဲဝင်လာတဲ့ဦးစင်းကိုလိုက်ရှာမိဦးစင်းဟိုဟိုတော့ဘေးပြောက်သွားပါလိဇဝေဇဝါနဲ့အိမ်ဘေးသွားကြည့်တယ်မရှိအိမ်သားကိုလှမ်းကြည့်တယ်မရှိဒေါ်ညိုစိန်ပြုံးမိတယ်ဟုတ်ပြီသားဦးစင်းပြန်လာမှနှစ်ရက်လိုသေးတယ်ဒီနေ့မှစာမွေးပဲဖြေတော့သူစိတ်ကသားကို လွမ်းလာပြီးမှမြင်အောင်နေခြင်းဖြစ်တယ်။ပြီးတော့ရွာစည်းကားကညက်နေမှစိုက်တက်တယ်။မန္တလေးကဦးစင်းစည်းလာမီ ကားကိုက နေ့လယ်မှာစိုက်တက်သည်မဟုတ်ပါလား။ဆိုင်ကယ်ကယ်ရီနဲ့ပြန်လာလျင်တောင်မှဒီအချိန်မရောက်မုံတီသားပြိုးတယ်မျက်စိတို့နဲ့နာယီနဲ့ကြည့်လိုက်တော့နာယီပြန်တစ်ချက်အေးဆိုးရောက်လာပြီးညာယီအိုးတွေပြန်တင်ပေးတယ်။မှန်ပေါင်းကား မှန်အကွဲတွေကျုံးတယ်။အိမ်တွေကဟိုဟိုဒီဒီပြုတ်ကြသည်များကိုကောက်တင်ပေးတယ်။မှန်ပေါင်ကိုတော့ဖုတ်ချစ်မြို့ပေါ်သွားမှပြန်ထည့်ခိုင်းရမယ်။ဒေါ်ညိုစိတ်စက်သွန်ဆက်ရွေးတယ်။အတွေ့ကမူမရက်တော့ဒီထန်းရွယ်အဖီလေးကိုလည်းတားပြန်လာခြင်းအေးအေးလူလူနေဖို့ထိုးထားခြင်းဖြစ်တယ်။အညာသူပြီးပြီးယာတီပူချင်းထန်းလျက်တဲတဲတွင် နေရမှာအေးတီဟုထင်တယ်။ ။သာယဟန်ပြန်လာချင်းအမေအိမ်လာတခိုက်မပူစေချင်းလေပူတိုက်လျင်နစ်နန်ဆန်ဖြစ်ဆောင်းကိုရေစုတ်ကာပေးရဲ့။ကာပေးစရာဝါလုံးတန်းလေအသိင်းဖြစ်အောင်တဲထိုးပေးသည်။ဖိုးညက်တို့ကလှုပ်ပြီးတွားကြရတယ်။သားအကြောင်းတွေးပြီးတော့ဒုံညိုစိတ်မျက်နှာပြုံးလာတယ်။သားကိုကြောင်းပို့ပြီးခွဲမအိနိုင်တာကြောင့်၁၇နှစ်မှရှင်ပြူရတယ်။ဒါဒီပြီးလျင်သူတို့အဖေကိုပါကောင်းက ကလေးကကြီးလာပြီဟုသူစီစဉ်တော့ကြောင့်သာဒေါ်ညိုစိမ့်ရဲ့လိုအတိုင်းဆိုရင်ပဇင်းအရွယ်ရောက်တိုင်းစိတ်ချမိမဟုတ်ကိုပါကောင်းကလည်းလုံနိုင်ကင်တိုင်းရေမိုးလဲအစင်သင့်လေတော့တားအလိုမှာဝတ်သားပြောင်းကျွေးမိဟုစီစဉ်နေတို့တော့မင်းဖြစ်မဲ့သူရောင်ကလေးနဲ့ဆိုသလိုပင်ရဟန်းအထီးဖြစ်မိသားကဘွယ်မပေါ်ရပါဟုတငုံငုံတည်းလှုပ်တော်ကြောင့်ငချောက်စီမွေးနဲ့ပဲဟင်းတရက်ချင်တုံနဲ့ ငယုတ်သေးကျော်ကြောက်ဖျုံဟင်းချို့သာကျွေးရတယ်။သားဖြစ်သူ ပါရမီရင့်ပုံမှာလည်းပြောเสียရမရှိ။ရှင်ဖြစ်သည့်နေမစား၍မအေးအိမ်ကိုစွန့်ခန့်နေစွန့်ကြိုက်စွန့်ရံသာလာတယ်။ကြံသည့်အချိန်ကြောင်းတွင်းသာ ဖုံးကြီးကြက်ခိုင်းနဲ့စာကြက်နေလေတယ်။တပတ်နဲ့လည်းမထွက်တလားနဲ့လည်းမထွက်သုံးလကြာပြီးကြောင်းအရရတော့မယ်အချိန်ရောက်လေမထွက်အပီးဝိမိသာ တွင်တွင်ပြောတယ် ဖုန်ကြီးရောသူ့အဖေရောကသဘောကျလာပြီဒေါ်ညိုစိတ်ကတော့မကြနိုင်ငါတာကိုရင်တခြားကလေးအဖော်တွေကြောင်းရက်ပြီးကုန်ပြီဒါရဲ့မြို့ပေါ်ပြောင်းတက်ရမှလေအမေစက်ပိန်းလဲဝယ်ပြီးမယ်လူထွက်တော့နော်အမေသားဒီလိုကိုရင်ဝင့်နေတာအမေရှက်လို့လားဦးမလေးမဟုတ်ရပါဘူးငါသားရဲ့အမေကသားစာမတက်မှာဆိုလို့ပါ ခုစာတင်နေတာပဲအမေရဲ့ပရဲ့ကြီးစို့အကုန်ပေါ့မဟုတ်ဘူးလေအင်္ဂလိပ်စာတို့တင်ချာတို့မတက်ဖဲနေမှာပေါ့ဟဲ့အမေတို့လိုအာအဖြစ်နေမှာပေါ့အိုးတက်တက်မတက်တက်မထွက်ဘူးစုလူတကိုင်းရင်ကျုပ်ခမားအိမ်မလာဘူးဘလို့ပြောပြောမရတော့သူတို့အဖေကို ပြောခိုင်းရတယ်တို့တော့ညာသူတို့အဖေကလုံးလုံးမမပြော ကျုပ်သားကြီးရင်ပညာတတ်ကြီးဖြစ်ရင်ဝက်စရင်တို့လိုဝက်တပုံကြီးချိတ်ချင်တာတော့ဒီလိုမျက်ရည်ဆန်းဆန်းနဲ့ပြောမိတော့ဟဲ့ညိုစိတ်ဖုံးကြီးဖေဖုံးကြီးမေလူတိုင်းမဖြစ်ဘူးနင်းဘွက်တပုံကလူတိုင်းချိတ်နိုင်တယ်သူဝိချနာမတားနဲ့ဒီလိုငောက်တာကြောင့်ကိုရင်လူထက်မိဆက်အပီးရရတော့တယ်ဒီလိုနဲ့73နှစ်သာရှိတော့ မြို့ပေါ်စာတင်တိုက်ကိုဖုံးကြီးကပိုးတယ်။သားသွားကစားရက်များတွင်ဒေါ်ညိုစိတ်အိမ်မြောင်အမီးပြတ်တယ်လို့ပင်ဆက်ဆက်လူးနေတော့တယ်။ငားရဲ့ဈေးနေဈေးလိုက်သွားတိုင်းကိုရင်ကြောင်းသွားတယ်။နောက်တော့ကိုရင်ရွာပြန်ခြင်းပြီဆိုတာကြောင့်စာတင်တိုက်စီရတော့ကဒေါ်ညိုစိတ်ကိုတလားတစ်ခါသာ တွေ့ရမည်ဟုအမိန်ထုတ်ရတယ်။ဒါကိုပင် မနဲ့မုံမလေးခင်မြို့ပေါ်ကိုခြေလျင်တုတ်တုတ်နှင်ပြီး ကိုရင်တို့ဆုံးခန့်ထွက်ချိန်အမီသွားချောင်းရသေးတယ်။ရွာကယူလာတဲ့အကြော်အလော်လေးများကို အများဆုံးလောင်းသလိုစောင့်လောင်းရတယ်။ကိုရင်အကြီးတန်းရောက်တဲ့နှစ်တွင် ကိုဘကောင်လေးဖြတ်တယ်။ကိုဘကောင်မဆုံးခင် ကိုရင်ကိုရဟန်းတက်ပေးခြင်းတော်လဲအသက်မပြည့်သေးတာကြောင့်တက်မရသည်။ကိုဘကောင်ကျမ်းမာကြီးကရုတ်ရော့လာသည်မို့၁၉နှစ်၃လတွင်ဘုံကြီးကရဟန်းတက်ခိုင်းနေ။ သူသာယဟန်တက်လျင်တင်ရထွက်တွင် ရွှေသီးမိုးပေးမိဟုကျုံဝါထားသူကြီးမှတားတင်ရထွက်ကိုပလက်ကလက်ထိုင်ပေါ်ကသာကြည်သွားရရှာလေတယ်အမေအမေအတွေးတယ်မျောနေတခိုက်ဦးစင်းအတန်ကိုအနာကကက်ခေါ်သလိုပီပီတတာကြားလိုက်ပြန်တယ်ဟဲအေးဆိုရင်ငါတော့မဟုတ်တော့ပါဘူးကိုပါကောင်းရှိသေးရင် နေငါသားစိတ်နဲ့ယူတော့မှာလို့ပြောအောင်ပါဘာလို့တော့အကြီးငါခုနတုန်းကလည်းဝိုင်းပေါက်ကဥစည်းဝင်လာတဲ့ထင်နေတာတော့အခုလေငါခေါ်တယ်ထင်နေတာလာတော့မှာပါအကြီးရဲ့နှစ်ရက်လို့တော့တာဟုတ်ပါနှစ်ရက်လို့တာတော့ညီနတ်ဖြန်ကြပေါ်ပေါ်ဒီကိုကြက်မြက်ကြက်တယ်မှာပါကြီးငါသားကကြိုက်တယ် ချက်သွန်ဒီငေုပ်သီးလေးနဲ့တုတ်ပြီးရင်နှွေးမိရတာကို သူ့လွန်ကြိုက်တာအဲ့ဒီညကဦးစင်းကိုအိမ်မက်မှတ်တယ်လွယ်နေကြလွယ်အိတ်ကလေးနဲ့အေးဘူးလေးကိုတစ်ဖက်ကခြင်ပြီးအမေကျုပ်ပြန်တော့မယ်ဟုနှုတ်ဆက်နေလေတယ်သင်ငန်းကိုခေါင်းချုံထားပြီးမျက်နှာညှိုးလာတဲ့ဖြင့်ဒေါ်ညိုစိတ်ဝမ်းနည်းနေမိတယ်ငါသားရဲ့မျက်နှာလည်းမကောင်းဘူးအမေပဲတက်တဲ့လှည့်စမ်းမှဟု ဆိုတော့ဟိုဘက်ပိုလှည့်သွားတယ် လှဲ့ပါရဲ့ဒီဘက်ဟူသူဆွဲလှဲ့တော့မျက်နာတချမ်းလုံးသွေးများရွှဲနေပြီးသင်္ကန်းတွေပါသွေးတွေစိုနေလေတယ်ငါတာငါတာဟူချိန်မကင်မီလက်မကင်မီအော်နေစဲမှာပြီးတဖြည်းဖြည်းအဝေးသို့ကြောက်သွားတော့တယ်မနက်နိုးလာတော့တားအတွက်ရည်ရွယ်ပြီးစွန်းပန်းရေချမ်းကတ်တယ်အိမ်မက်မကောင်းသည်မို့စံတဆုပ်ငှက်စာကျွေးပြီးကြရီယာချီတယ် ဖိုးချစ်ကိုသားစီဖုံးဆက်ခိုင်းရတယ်။ဖုံးကမဝင်ဒေါ်ညိုစိတ်စိတ်ပူလာတာကြောင့်ရွာဦးကျောင်းတွားလျှောက်ပြန်တယ်။ဆရာတော်ဖုံးကော်တော့လည်းဖုံးကမဝင်စိတ်မပူပါနဲ့ညိုစိတ်ရဲ့အိမ်မက်ဆိုတာကတောက်ကတက်မတက်တာပဲမြစ်တာတာပို့ဒေါ်ညိုစိတ်မြောင်မီးကဲကင်မိတယ်လို့ပင်ဘလို့ခော်ခော်ဖုံးတွေကမဝင်ငချစ်ကတော့နှစ်သိမ့်တယ်ငလျင်ကြောင့် လိုင်းနေပြဲ့လို့ထင်ရဲ့အကြီးရဲ့အဲ့လောက်ပူမနေပါနဲ့ကျုပ်မနှက်ဖြန်မြို့ပေါ်တက်ပါအောင်မယ်ဟုတ်တော့ဟုတ်တယ်ဒေါ်ညိုစိမ့်တို့ရွာကဖုန်းလမ်းရောအင်တာနက်လိုင်းပါမမီတစ်ချက်မီတစ်ချက်မြို့ပေါ်သွားမှတေချပေါင်းလိုင်းမိတယ်တနေ့လုံးတညလုံးမေတ္တာပို့လိုက်တမုတ်တွေရွတ်လိုက်ငိုလိုက်နှစ်အချိန်ကုန်သွားတယ်မနှက်စောငချစ်မြို့ပေါ်သွားပြီးနေ့လယ်လောက်ကျပြန်လာတယ် ငချစ်ဘာတရင်ကြားခဲ့သေးတော့ဖုံးဆက်လို့ရရလာရဲ့အကြီးနက်ဖြန်ကျုပ်ရဲ့ဗတ်တင်မောင်ရဲ့ဖုံးကြီးရဲ့မန္တလေးလိုက်သွားမယ်တိလားဖုံးရပါတယ်အကြီးရဲ့ငလျင်ကြောင်းကားတွေမထွက်ဘူးသွားခေါ်ပေးမယ်ဤပါရဲ့အဲ့လိုဆိုကောင်းတာပေါ့မဟုတ်ရင်ငါသာလှေတဒံလှဲတဒံလာနေရမှာဒေါ်ညိုစိန်တပြုံးပြုံးပြောရင်အိမ်ထဲဝင်သွားတယ် သူ့အိမ်သားကြွလာတခိုက်လဲရပြူရအောင်ခေါင်းအစ်စ်ကိုအစွတ်စွတ်တယ်။တင်ဖြာချောကိုလက်ရမဖြီးပြီးဖုန်တုတ်တယ်။ထန်းလက်တဲတဲကကွစ်ပစ်ပေါ်ဖြန့်ခင်းပြီးအလိပ်ပြီအောင်ရေနေနေဖြန်းနေ။ငချစ်ကသူ့ရီးကိုကြည့်ရင်ဘယ်နဲ့လောက်ရပါဟု တွေးနေမိတယ်။မြို့ပေါ်ရောက်တခိုက်တစ်တော်နဲ့ဖေဖုတ်မှနေ၍မန္တလေးမြို့ရောဦးစင်းနေတဲ့ကျောင်းမှာဖို့ဖို့ကြီးပြိုကျသွားသည်ကိုတွေးခဲ့ရတယ်။ စာမေးပွဲဖြေတဲ့ဥစဉ်တွေတိုက်ပြုတ်ပြီတီဟုလဲတွေးခဲ့တယ်။ဥစဉ်ဖုံးကလည်းစက်ပိတ်ထားပါတယ်ကြီးအော်နေတယ်။တခြားဥစဉ်တငယ်ချင်း ဖုံးနှစ်ပတ်များလဲမတီး။မြို့ကအပြန်အိမ်မလာပဲရမိရဖဖြစ်တဲ့ဗတ်တင်မောင်ကိုသွားပြောပြတယ်။ဗတ်တင်မောင်က ဖုံးကြီးလျှောက်တော့ဖုံးကြီးကနက်ဖြန်လိုက်သွားမိဟုဆုံးဖြတ်တယ်။ငချစ်မျက်လုံးနဲ့ဥစဉ်ကိုမြင်နေမိတယ် ဦးစင်းကဖြူဖြူရှိရှိပိန်တော်လဲမနှော့တောင်းတောင်းတင်းတင်းရှိတယ်။ဗာကြီးကောင်းမျက်နှာကြားနဲ့အကြီးမျက်နှာပေါက်မှုချောတီဟုပြောလို့ရတယ်။အကြီးလိုမျက်လုံးဝိုင်းဝိုင်းနှာရန်ရှိရှိပြီးတော့ဦးစင်းကအမဲပြုံးနေတက်တယ်။စာလဲတော်လာတယ်။ဘာပွဲတွေရမယ်မပြောတတ်တော့လဲပူဇော်ပွဲလုပ်ပေးရတာ၃ချိန်ရှိပြီ။အသားဖြူလူပုံချောကိုမှ အကြီးတို့ကလည်းလယ်နဲ့ယာနဲ့နွားနှင်မို့ရေစည်းတောင်အောင်မြောင်းဖော်ကြတဲ့အပြိုချောလဲမရှာဦးစင်ကတော့လူဟုသည့်အမြင်ထက်ပုံပုံမရစိတ်ဝင်စားဟန်လည်းမပြတိတိတသာသုံနာကက်လျင်တိတိတသာရှောင်လိုက်တည်တာအခုတော့ဘလို့ဖြစ်လိမ့်မည်မသိဘေးကင်းစီရန်သာဆူတောင်းရတော့တယ်နောက်တနေ့ဆော့ဆော့ထွက်ကြတယ်မန္တလေးနေသူတို့ရွာ လိုင်းကားနဲ့နေချင်းပြန်လို့မရအခုတော့ဖုံးကြီးကားနဲ့မို့အစောထထွက်လျင် ပြန်လို့ရမည်ရမှာလဲဖြစ်ပေမည်မဟုတ်လျင်အရင်ညိုစိတ်ယူလိမ့်မည်ထင်တယ်သူတို့ရောက်သွားချိန်တွင်တော့မန္တလေးဟာမြို့ပြက်ကြီးလို ဖြစ်နေတော့တယ်အပြိုအပြက်များပူဆွေးငိုကြွေးနေသူများစေယုံကားများနာရေးရင်များရှောင်မလွတ်တော့ပေဦးစင်းနေတဲ့အကြောင်းကို သူတို့ရောက်တော့ ြုတ်ပြက်နေတဲ့ကျောင်းဆောင်များကြားတွင်ယာယီမိုးကတဲများနဲ့ဖြစ်တလို့သတင်းသုံးနေကြတဲ့ဆရာတော်များရဟန်းငယ်များကို တွေ့ရတယ်။သူတို့ကားဝင်လာတော့အားလုံးကလှမ်းကြည့်ကြတယ်။ဆရာတော်ကတက်တော်90မို့မထွေကြီးစရင်ဝင်နေပြီဖြစ်ရာ ကားပေါ်ကဆင်းတော့ဆရာတော်ဦးစင်းကိုအခဲတယ်။ဦးဩဂရကမျက်နာပြက်စွာ လာစည်းကြိုလေတယ်။ ဆရာတော်အမေကိုမဖြစ်သေးပဲဆရာတော်များ စုထိုင်နေရာဇပွဲစီတို့ပင့်လာတယ်။သူကတော့ဥဩဂရမျက်နာမြင်တာနဲ့အခြေအနေမကောင်းမှန်းတိပြီးဆရာတော်ကြီးဥဝေပုပ္ပလပါဖေဟာတိခညံရဲ့ဆရာပါ။ဥဩဒရာကအတိပေးလျှောက်ထားလိုက်တော့ဆရာတော်များလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ဆရာတော်ကသူတို့မျက်နာများကိုကြည့်ရင်အစောတလင်မေးတယ်။တပားကလက်အုပ်ချင် တပည့်တော်များចောင်းတိုက်ကတိုက်ထဲမှာပြီးတဲ့ပြုတဲ့သူမရှိပါဘူးဗျာ။စာဖြေဌာနမှာကြိုကြတယ်ခိုင်းမိကြတယ်ဆိုမှန်ပါစာဖြေဌာနမှာတော့အထီးအခိုက်ရှိပါတယ်ဗျာ။ဒဏ်ရာရတဲ့သူတွေမေမြုပ်ဈေးုံပို့ထားတယ်ဗျာ။အင်းတိခရအဲ့ဒီပါသွားသေးလားတိခရညံကတော့အင်းဆရာတော်ကလေတံတုံဆိုင်သွားတယ် ဆက်ထွက်လာမိစကားကိုငချစ်တိတိကြီးနဲ့နားမထောင်ရတော့။ကိုဗျာကိုကြီးငချစ်ဟုနှုတ်ဆက်တဲ့ဥစဉ်အတန်ကိုကြားနေလေ။တိခရညံကတော့အဆောက်အဦးပြိုကျတဲ့အထဲမှာပါလို့အနှိမ့်စရောက်သွားပါပြီဖေဟာ။အိုးဖေဟာဖေဟာဘာတင်မောင်ကတော့အုံမလေးအုံမလေးတကမျက်ရည်များကျလာလေ။သူတို့ရွာကြီးအညွန့်အဖူးလေး တနာမျိုးဆက်လီ ရှာရှာပါပါလီတေရှာပီကောငချစ်ကတော့စောင်းကြောင်ထိုင်နေရမှဖင်ထန်ရဲ့ကြာသွားတယ်မျက်ရည်များလဲတက်လက်ဟောငါညီလေးတမီပေါ့တယောက်ထွန်းလေးဖုန်ကြီးဖြစ်ချင်လုံးသူလေးမရှိတော့ပြီတဲ့လားသူ့အမေအကြီးညွန့်စိန်ကိုဘလို့ပြောရပါအလောင်းကတော့ဂုမနဲ့ပဲဖော်လို့ရပါတယ်ဖေဟာ စေယုံကြီးရေခဲတိုက်မှာသွားอยู่ရပါမယ်။သိတ်ရုံမပြက်လို့ရွာပြက်တက်ခြင်းရင်လဲနာအီးကားစီစဉ်ပေးပါမယ်ဖေဟာ။ဒီကတပါထဲလိုက်ပါမယ်။ဟိုမှာရှိတဲ့ចောင်းကတောင်ဝခံကိုတော်နဲ့ချိတ်ဆက်လုပ်ပေးပါမယ်ဖေဟာ။ဆရာတော်ကြီးမှာအတော်နဲ့စကားပြန်ပြောနိုင်ပေ။ငုံငုံကြီးထိုင်နေလေတယ်။ငှချင်းနဲ့ဗတ်တင်မောင်ကတော့မျက်ရည်တွေကျပြီးအတံမထွက်အောင်ရှိုက်မိကြတယ်။ဘယ်နဲ့လောက်ကြပါ စာမေးပွဲပြီးသူပြန်လာရင်ဖွင့်ပြီးရင်ကျေးလိမ်မှာတင်နန်းအတွက်လဲအကုန်စီစဉ်ပြီးပြီးအကြီးပေါတို့အလူမှာလဲသူ့ကိုတိတ်ခါထပ်ပြီးတရားဟောခိုင်းဖို့လူတရက်လောက်ဘီနိုင်ကြီးလဲထုတ်ပြီးပြီးဘယ်နဲ့လောက်ကြပါဆရာတော်ကြီးကစပွဲခုံပေါ်လက်ထောက်ကအာယူထတယ်ဒီနေ့ပြန်လာရင်စာချုပ်စာတမ်းနဲ့သူ့ကိုကြောင်းရတော့မလို့ အသက်ကလေးမှ26နှစ်6ဝါရှိသေးတာကွာလင်္ကာရက3ဘွယ်ငါကတိပိတ္ထကအထိမှန်းနာကွာမောင်တိခလေ သူကငါ့ကိုတကြုံမဲ့မှတ်တာငါကသူ့ကိုတကြုံရမယ်လို့လုံးလုံးမမတွေးမိဘူးဆရာတော်စကားကြတော့သူ့ထိုင်နေတဲ့ဆရာတော်များပါမျက်နှာနီမြန်းကုန်ကြတယ်ကဲကဲကဲငချစ် ဒီကထည့်ပေးမဲ့တပါပင့်ခဲ့ဘလို့နေနေရွာပြန်သေးမယ်ဒီမဲ့ကြီးနဲ့ဖုတ်ဖုတ်တော့ငါတပည့်မထားခဲ့နိုင်ဘူးအငုံမျက်လုံးများဖြင့်ဆရာတော်ကို တွဲထွက်ခဲ့ကြတယ်ပါလာတဲ့ဦးစင်းကချိတ်ဆက်လောက်ကင်ပေးတာကြောင့်ရေခဲတိုက်ရောက်ပြီးနာရီခွက်လောက်နေတော့အလောင်းကိုတွေးရတယ်ညာဘက်ကောင်းတစ်ချမ်းကြည်နေတယ်ဘယ်ဘက်ခြေထောက်မှာစိစိညံ့ညံ့ကြည်နေပြီးရင်ဘက်တွေလည်းကန့်လန့်ဖြန့် အညိုအမဲအစင်ကြီးနှာခေါင်းနှင့်ပါးစပ်မှာ တွေးစီကြောများရှိတယ်။သူ့မူပိုင်အပြုံးလေးကမူနှက်ခမ်းထက်တွင် ရှိနေစေ။သူတပည့်အလောင်းကိုမြင်တော့ဆရာတော်ကြီးမျက်ရည်ကျတော့တယ်။ထက်ရောက်လာတဲ့တန်ကအလောင်းများမှလည်းမြင်မကောင်းဗတ်တင်မောင်နဲ့ဆရာတော်ကိုရွာကကားနဲ့ပြန်လွတ်ကသူကအလောင်းတဲ့ပေးမိကားနဲ့ပြန်လိုက်လာခဲ့တယ်။ဆရာတော်အမိန်နဲ့ ရွာရင်ကြံခဲ့တဲ့တော်ထွက်ဦးစင်းကြီးနဲ့ကိုရင်ကြီးကိုရွာအသင်းကအေးကောင်းပြင်ထားရန်တွတ်တွတ်တိတ်တိတ်ခိုင်းရတယ်။ဗားရင်မောင်တူကိုကျော်စားနဲ့ကိုကျော်မြကိုသွားကိုခိုင်းပြီးတင်းမထွက်စင်ရန်ပိတ်ရတယ်။ဆရာတော်ကညိုစိမ့်မတိစေနဲ့ဘသူမှလည်းမတိစေနဲ့အလောင်းပြင်ပြီးမှအကြည့်ခံမယ်။ဒီလိုမိတ်နေသူတို့ရွာเจ้าကရွာထိတ်ွယ်တီးတန့်ဖြစ်ပြီး ရွာနဲ့အလံဝေး၍တော့သေးတယ်။တည်င်းကိုနည်းနည်းထိမ့်လို့ရပြီမေ။သူကတော့အလောင်းကိုကြည့်ကောင်း ပြင်ဆင်ပေးပြီးအပုံနဲအောင်လှုပ်ပေးကြသည်ကိုစောင့်ကာအလောင်းတင်တဲ့ကားနဲ့ပြန်လာခဲ့တယ်။ညိုစားပြူလာတဲ့လက်သေးလေးတွေဒံရအနာတရားနဲ့လက်ဖြူဖြူရှိရှိလေးတွေကိုကြည့်မိတယ်။ဆုံးပပေါ်ငါညီရဲ့ဆုံးပပေါ်ကလေးတွေနဲ့တရတီထိုးသူ့ကို လက်ကလေးတွေကအရေးတိအောင်တမျိုးမတိအောင်တမျိုးမုတ်ဖိုးပေးတတ်ခဲ့တယ်။သူနဲ့လိုက်ဖက်လာတဲ့တင်ငန်းညိုဝဝအောက်ကလက်ကလေးတွေလှုပ်မလာတော့ဘူး။ငါကြီးလေးဦးစင်းရဲ့အကြီးကို ကိုကြီးငချစ်ဘလို့ပြောရတော့ပါမလို့ငါကြီးရဲ့ခေါင်းကိုတိုင်ကရိုက်ချသွားရင်တူပါရဲ့။ခြေထောက်ကတော့ကွန်ကရစ်ပြားကြီးပြိတာ။ရင်ဘက်ပေါ်ကစာဖြေကုန်နဲ့ တိုင်အကျိုးနဲ့ပြီးနေတာကိုချီရဲ့အဖော်လိုက်လာတယ်သူ့တငယ်ချင်းဦးစင်ကအလောင်းကိုကြည့်ရင်ပြောတယ်စိတ်တဘောကောင်းတာဗျာဘယ်တော့မှစိတ်ဆိုးစိတ်ပြက်ဆိုတာမရှိဘူးအမဲပြုံးပြီးအမဲအကောင်းမြင်တာသွားဖြေကန်ဤတုံးကတော့အေးဘူးမင်းဖို့တည်ခဲ့မယ်လို့ပြောပြီးသင်္ကန်းလေးခေါင်းချုံထွက်သွားတာအဲ့ဒါနောက်ဆုံးမြင်ရတာပဲ ဦးစင်ကမှနောက်ဆုံးပြင်လိုက်ရအတန်လေးကြားလိုက်ရပါသေးတယ်ဦးစင်ရဲ့တပည့်တော်အကြီးကဒီလိုမီယူးလိုက်မယ်တလန်းလုံးစကားအထူးမဆိုဖြစ်ကြရွာရောက်တော့မှောင်ပြီးကြောင်းဝင်းထဲဝယ်လူလေး၅ယောက်တိတ်တိတ်ဆိတ်ဆိတ်ပြင်ဆင်လောက်ကင်နေကြတယ်အေးကောင်းကိုအစင်တင်ဖွင့်ထားတဲ့အတော့အလောင်းကိုအရင်ရွှေ့ကြတယ်အနက်နဲ့နဲ့ထဆပြုတ်နေပြီ ကဲငချေညိုစိမ့်ကိုသွားပြောချီတော့ကျောင်းကိုလာလို့ကျော်စားတို့ကျော်များတို့အနောက်စားကအိမ်တွေတိတ်တိတ်ပြောထားကြည်ကြညိုစိမ့်အရင်မတိကြစီနဲ့ဆရာတော်အမိန်အတိုင်းကိုကျော်စားတို့ဆိုင်ငယ်တစည်းကိုယူကအေးစီလာခဲ့ရွာလေလမ်းပင်မင်းလင်းနေပြီသူ့ဆိုင်ငယ်တန်းကိုအေးချားဟန်တူတယ်အိမ်ရှိထွက်ဆောင်နေတယ် ငချေအပြန်မောင်းလိုက်တာရဲ့ငါစောင့်နေတာကြာပေါ်ဦးစင်းရောဘမရုံဦး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 စင်းကငချေအတန်တိမ်ဝင်သွားတယ်ဟဲ့ဘာရုံချောင်းဆိုးပြီးအတန်ထိန်ကဦးစင်းကကြောင်းမဲ့ကြီးကြောင်းလိုက်ခဲ့လေဆရာတော်ကခေါ်ခိုင်းလိုက်တာအုံးမှန် ငချိရဲ့ဆရာတော်ကငါသာကြောင်းရမယ်ပြောနေတာဟဲ့ခုခီးရောက်မဆိုင်အဲ့ဒါပြောမလို့နေမှာကြောင်းတင်ပွဲတော့ရှိတယ်ရာကုန်ပါစေမိတ္တသားဆိုငါပြီးဆိုင်းနဲ့ဝိုင်းနဲ့လုလိုက်ဆမ်းမယ်အိမ်ရှိသည်ထွက်မလာနိုင်နဲ့မိအလင်းကြောင်းမောင်ရည်ရည်ဖြစ်နေရငချစ်ကြတယ်မျက်ရည်တို့ကိုအရင်မမြင်ငါတပတ်လေးယူလိုက်အောင်မယ် ရပြီရပြီငချီရေအင်းအကြီးနောက်ကတိတ်ချကိုင်းပြီးပါဟဲ့ကြောင်းသွားတယ်လမ်းတလျှောက်သူ့သားကြောင်းတင်ပွဲအတော်ရေပက်မဝင်ပြောနေတဲ့အကြီးတန်ကိုနားထောင်ကငချင်းမှာမျက်ရည်တဖြိုင်ဖြိုင်အုံးမန်မိရေလင်းလို့ပါရောဟဲ့အကန်တို့ပါသေးလားငချစ်ငါသားနဲ့အမေကိုများထမဆောင်ဘူးဒီအမေကသူ့စိတ်ပူလို့ယူနေမင်းကို အရေးကောင်းကိုတက်ကြောင်းလေးပေါ်ပြင်ပြီး ပုံမှန်သာမိထွန်းထားတဲ့အတွက်အရေးမမြင်ကျောင်းရှိထန်းလက်တဲတဲတွင်ဆရာတော်နှင့်အတုထိုင်နေတဲ့သူ့သားတငယ်ချင်းဦးစင်းလေးကို သူ့သားထင်ပြီးပြောကားဆိုကားနဲ့တဲတဲဝင်သွားတယ်ငါသားဦးစင်းကလှက်ကြည့်တယ်အလို့တော့ငါသားမဟုတ်တကယ်မကြီးကလွဲလို့ပါဦးစင်းရဲ့တပည့်တော်မယ် မျက်စိများကလည်းမကောင်းတော့ဘူးဖုံဖုံရဲ့ဖုံဖုံတပည့်ရောဆရာတော်ကအတန်ထင်းရင်အေးညီသာတိုက်ပေါ်မှာဩတပည့်တော်ဝေချခဲ့အောင်မဲ့ဖေဟာတပည့်တော်မဲပူလိုက်ရတာဖုံဖုံသွားခေါ်ပြီးမှစိတ်အေးရတော့တယ်ညိုစိဖေဟာဆရာတော်အတန်ကအပြူနေလေပြီရွာတွေကလူများလဲ ခိုမဒီမှာကြောက်လာကြပြီညီသားလေးလေတင်မညီသားလေးငလီနဲ့ပါသွားတယ်ညိုစင်ရဲ့ညီသားမရှိတော့ဘူးဟဲ့ဖះအရေးထံမှာထွက်လာတဲ့ဖះဟူတဲ့အတန်မှာရင်ကောင်းတန်ကြီးနဲ့ဖြစ်တယ်ထိုအတန်နဲ့တပြိုင်နက်ပင်နောက်ကိုခြာကနေလှဲကတိုက်စီတို့ ပြေးလေတယ် ူးမကောင်းတာကြောင့်တနည်းနဲ့သွားနေရသူမှာဘေကအခွန်အားရလေသည်မသိတိုက်လီကတုံးထစ်ကိုလည်းခုန်တက်သွားသလားမှက်ရတယ်တိုက်သေးတွင်မိများလင်းထိတ်နေအောင်ဖွင့်ထားပြီးဖြစ်တယ်ရောင်းနေနေတယ်မိမသူများကအကြီးကိုစိဖက်ထားကြတယ်သူရောအဖော်ဦးစင်ရောအကြီးနောက်ကအပြေးလက်ကျတော်လဲမမီအေးကောင်းပေးတွင်ကြောင်ကြောင်ကြီးရက်ကာ အလောင်းကိုစိုက်ကြည့်နေတယ်အကြီးကို မိမအများကဖတ်ထားကြတယ်အတူပါလာတယ်ဦးစင်လေးကတောင်းတောင်ကြီးဖြစ်နေမယ်အကြီးကိုဖတ်ပြီးမေတော်ကြီးငိုချလိုက်ငိုချလိုက်ဒီလိုပြောတော့လေမငိုပဲသူ့သားအလောင်းကို တလက်ဖတ်ထားတယ်ဦးစင်လေးကိုတလက်ကြီးကခွေလဲကြသွားတော့တယ်အမေလာလေး သားကတင်ငန်းကိုတက်တက်ရရဲယုံထားပြီးသူ့ကိုလက်ကမ်းခေါ်တယ်။သားပြားမေအမေတို့အတူတူသွားရမှာလား။အင်းပေါ်အမေကျုံနဲ့အတူတူသွားမှာ။ကမ်းနေတဲ့သားလက်ကို အာကိုတကြီးဆုပ်ကင်လိုက်တယ်။ဘယ်တော့မှ အပြုံးမပြတ်တဲ့သားကတင်ငန်းအယုံမပြတ်လွယ်လေးကိုလွယ်ကား သူ့လက်ကိုဆွဲရင်ပြုတ်ပြလေတယ်။ဤကောင်းမှုဤဤကောင်းမှုဤအဖို့ပါက အဖို့ပါကရာသမြကိုရာသမြကိုလွန်ခဲ့တော့လွန်ခဲ့တော့လေးရခန်းကလေးရခန်းကဘဝနှစ်ကြောင်ဘဝနှစ်ကြောင်ပြောင်းရွှေ့ဆန်တော့ပြောင်းရွှေ့ဆန်တော့ဥဒိခညံနေဥဒိခညံနေယမန်နေကယမန်နေကဘဝတပါဘဝတပါ ပြောင်းသွား괴လွန်တော်ပြောင်းသွား괴လွန်တော်မေတော်ကြီးမေတော်ကြီးဒေါ်ညိုစိမ့်တို့ဒေါ်ညိုစိမ့်တို့ငါညီရေအကြီးရေတာတို့ခေါ်ကြပါနော်ဝီကြီးတွေဆိုရင်လဲကြေပါစေတော့ငါညီရေတကယ်တော့လေဒီငလျင်ကအကြီးရင်နေမဟုတ်ကျုပ်တို့တရားလုံးရှင်ကိုခွဲလိုက်တော့ပါပဲတောင်းနေပါတော့အကြီးရေ တောင်းနေပါတော့။အိုးငါညီလေးရဲ့တောင်းနေကြပါတော့။ဇလန်လေးကတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။ဒီဇလန်လေးထဲမှာကျွန်တော်ရဲ့အပြောအဆိုစကားသွားလာ စကားအပြည့်တောင်းများမှာအမှားများပါရှိခဲ့ရင်ခွင်းလွန်နားလည်ပေးကြပါ။မနက်ပိုင်းညပိုင်းလေးမှာလေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်များကိုပြောပြတင်ဆက်ပေးအောင်မလဲဆိုတာကိုတော့စောင့်မျှော်နားဆင်အားပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ။